မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေအော်တိုဘာလ15ရက်ဒီကနေ့နဲ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင်မင်္ဂလာပင်လယ်ဟုတ်အရှိမြောက်ပိုင်းတွင်တိမ်နှဲငယ်ဖြစ်ထွန်းနေပြီးမင်္ဂလာပင်လယ်ဟုတ်အရှိအလယ်ပိုင်းတွင်တိမ်သင့်တင်မှာတိမ်ထူထန်နေပါမယ်ကပ်ပလီပင်လယ်ပြင်နဲ့ကြံမင်္ဂလာပင်လယ်တို့တွင်မုတ်တုံလီအားနေနေပါမယ်ဒီကနေ့ညနေတီခမန်းချက်ကတော့မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကွက်ကြား နေပြည်တော်ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းတို့တွင် နေရာကျကျရန်ကုန်တိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့တွင်နေရာစစ်စစ်၊ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထချုံရွာပါမယ်။ရွာရံလုံးပြည့်ဖြစ်ပါတယ်။မိုးထင်းအောင်ဖြစ်ပေါ်မှုအခြေအနေအရရန်ကုန်တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးထင်းအောင်များဖြစ်ထွက်မှုအကောင်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွေရှားရနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်း၊မိုးထစ်ကြုံခြင်း၊မိုးကြိုးပစ်ခြင်း၊လက်စည်းလက်ခြင်းနှင့်မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါရန်ကြံပြုပါသည်။မြမပင်လေပြင်းတွင်လိုင်းနှင်းငယ်မှလိုင်းတင်းတင်းရှိပါမည်။လိုင်းမြမမြမကံရုံတဲ့တခြားနယ်ကမ်းလှပင်လေပြင်းတို့တွင်လေးပြည်မှ၆ပြည်ကန်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့မြမနိုင်ငံတောင်ပိုင်းဒေသများတွင်ထစ်ချုံးမဲ့အခြေအနေများဖြစ်ပေါ်နိုင်ပါတယ်။ နေပြည်တော်ရန်ကုန်မြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေတီခမ်းမန်းချက်ကတော့နေရောင်ကွက်ကြားမှုထိကျုံရွာပါမယ်ရွာရံလုံးပြည်ဖြစ်ပါတယ်မန္တလေးမြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေတီခမ်းမန်းချက်ကတော့နေရောင်ကွက်ကြားမှုထိကျုံရွာပါမယ်ရွာရံလုံး80ဖြစ်ပါတယ်ရှင်